ကဲအခုတတုံတတာအနေထားနဲ့လဲလျောင်းလိုက်ပါမျက်လုံးလေးတွေကိုဖြည်းဖြည်းချင်းမှိတ်ထားလိုက်ပါဒီအချိန်ဟာတင့်အတွက်အနာယူဖို့တတ်တတ်ဖြစ်ပါတယ်ဘေးပတ်ဝန်းကျင်ကအတန်တွေအတွေးတွေကိုခဏမှဲ့ထားလိုက်ပါတင့်ရဲ့အာယုံတခုံကိုကျွန်တော်ရဲ့စကားထံကိုစီမပဲစူးစီးထားပါတင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို တတိပြုကြည်လိုက်ပါတဖြည်းဖြည်းချင်းဖြေလျှော့လိုက်ပါပါမအတင်းစူးစမ်းနေစရာမလိုပါဘူးတဘာဝအတိုင်းလေးပဲလွတ်ချထားလိုက်ပါအခုတင့်ရဲ့အသက်ရှူမှုကိုအာယုံစိုက်ကြည့်ပါအသက်ကိုဖြည်းဖြည်းချင်းရှိုက်ကြည့်တငင်ရှူသွင်းလိုက်ပါခန္ဓာလေးအောင်သာပြီးတော့ဖြည်းဖြည်းမှန်မှန်ပြန်ရှူထုတ်လိုက်ပါရှူသွင်းလိုက်တိုင်းမှာလန်းဆန်းတဲ့ဆွိုင်းအင်းတွေ သင်ခန္ဓာကိုယ်တက်ကို ဝင်ရောက်လာသလိုခံစားကြည့်ပါရှူထုတ်လိုက်တိုင်းမှာတော့သင်ခန္ဓာကိုယ်တက်ကပင်ပန်းနွားနယ်မှုတွေစိတ်ဖြည်စည်းမှုတွေအားလုံးအငွေ့အထည်နဲ့အပြင်ကိုပါသွားတယ်လို့မှတ်ယူလိုက်ပါနောက်တစ်ချိန်အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းလိုက်ပါပြီးတော့ဖြည်းဖြည်းချင်းပြန်ရှူထုတ်လိုက်ပါအသက်ရှူထုတ်လိုက်တဲ့အခါတိုင်းမှာသင်ရဲ့ကြွက်သားတွေဟာ ပိုပြီးတော့ပျော်ပြောင်းလာတယ်ပိုပြီးတော့အနားရလာတယ်လို့ခံစားကြည့်ပါတင့်ရဲ့နဖူးပြင်ကနေဆက်ပြီးတော့ဖြေလျှော့လိုက်ပါနဖူးပြင်ကကြွက်သားတွေအားလုံးတဲမမှုမရှိတော့ပဲလုံးဝပြေလျော့သွားပါပြီမြက်ခုံနှစ်ခုကြာကတဲအားတွေလည်းလျော့ကျသွားပါပြီမြက်ခွန်တွေဟာလေးလံပြီးတော့မျက်လုံးကိုအတင်းဖွင့်ထားเสียရမလို့တော့လောက်အောင် အနားယူနေပါပြီ။ သင်ရဲ့ပါပြင်ကြွက်သားတွေမင်းရိုးကြွက်သားတွေအားလုံးကို ဖြေလျှော့လိုက်ပါ။သွားတွေကိုအတင်းစစ်မထားပါနဲ့။လျားကိုလည်းအေးအေးဆေးဆေးအနာပေးထားပါ။အခုသင်ရဲ့လယ်ပင်နဲ့ပခုံးကြွက်သားတွေကို ဖြေလျှော့လိုက်ပါ။တနေ့တာလုံးတဲဆောင်ဟားရတဲ့ဝင်ထုတ်ဝင်ပိုးတွေအားလုံးကိုချထားလိုက်တယ်လို့မျိုးပခုံးတွေဟာအုတ်ကိုတွဲကြပြီးပေါ်ပါသွားတာကိုခံစားကြည့်ပါ။ တင်ရဲ့လမောင်းနဖတ်တရောင်းစစ်လပ်ဖြန်လကောက်ဝိတ်လပ်ဖဝါနဲ့လက်ချောင်းလေးတွေအထိတဖြည်းဖြည်းချင်းလေးလံပြီးတော့အိယာဘော်ကိုနှစ်ဝင်သွားသလိုခံစားလိုက်ပါသွေးကြော်တွေထဲမှာသွေးတွေဖြည်းဖြည်းမှန်မှန်စီစဉ်နေပြီးနှွေးထွေးမှုကိုခံစားရပါလိမ့်မယ်တင်ရဲ့ရင်ဘတ်နဲ့ဝမ်းပိုက်ပိုင်းကို ဖြေလျှော်လိုက်ပါအတက်ရှူလိုက်တိုင်းမှာရံဘက်နဲ့ဝမ်းပိုက်ဟာဖြင်းညင်းစွာနှင့်ချီမြင့်ချီဖြစ်နေတာကိုတတိပြုကြည့်ပါ တည်ငြိမ်အေးချမ်းတဲ့ခံစားမှုမျိုးတင့်ရင်ထဲမှာပြည့်နှက်နေပါတယ်။အခုတင့်ရဲ့ကြောကုန်းခါတင်ပေါင်းစုံပိုင်းကကြွက်ထလွေအလုံးကိုဖြေလျှော့လိုက်ပါ။တဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာအဲ့ရာထဲကိုတဖြည်းဖြည်းချင်းနစ်မယ်နေသလိုမျိုးလုံးဝကိုပေါ်ပါမီတက်တွန့်တက်တာဖြစ်နေပါပြီအခုတင့်ရဲ့ပေါင်းနှစ်ဖက်ဒူးခေါင်းခြေတလုံးခြေချင်းဝိခြေဖဝါးနဲ့ခြေချောင်းလေးလေးအထိ အားလုံးကိုလွတ်ချထားလိုက်ပါ လုံဝါကိုလေးလံပြီးကိုအနားယူနေတဲ့ခံစားမှုမျိုး ဖြစ်ပေါ်နေပါပြီတန်ခန္ဓာကိုတစ်ခုလုံးဟာ အခုဆိုရင် လုံဝါကိုပြေလျော့ပြီးကိုအနားယူနေတဲ့အခြေအနေကိုရရှိသွားပါပြီတန်ဟာငိမ့်ချမ်းတဲ့တင်ဆိုင်တွေကြားထဲမှာမျိုးလွင့်နေသလိုမျိုး ပေါ်ပါပြီးတော့အေးချမ်းနေပါတယ်စိတ်ကူးထဲမှာတန်ဟာလှပပြီးငိမ့်ချမ်းတဲ့နေရာတစ်ခုကို ရောက်နေတယ်လို့မြင်ယောင်ကြည့်လိုက်ပါ အဒီနီယာဟာတင်အယန်းကိုသဘောကျတဲ့နေရာတစ်ခုဖြစ်နိုင်ပါတယ်။ပင်လဲကန်းချေတောင်တန်းတွေကြားပန်းအိုးရင်တစ်ခုဒါမှမဟုတ်တင်စေကူထဲကပယ်လုံနေရာမျိုးမဆိုဖြစ်နိုင်ပါတယ်။အဒီနီယာရဲ့အေးချားမှုတိတ်ဆိတ်မှုတွေကိုခံစားကြည့်ပါ။အဒီနီယာမှာတင်တယောက်တည်းအေးအေးချားချားအနာယူနေပါတယ်။ဘာအနှောက်ယှက်မှမရှိပါဘူး။တင်စိတ်တွေဟာကြည်လင်ပြီးတော့တည်ငြိမ်နေပါတယ်။အခု တင့်ရဲ့စိတ်အစဉ်ဟာတဖြည်းဖြည်းချင်းငြိမ့်သက်လာပြီးတော့အိတ်ဆက်ချင်းစီကိုဥတီနေပါပြီ။တင့်ရဲ့မြတ်ခွန်တွေဟာပို့ပြီးတော့လေးလံလာပါသည်။တင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာနှွေးထွေးပြီးတော့တတ်တုံတတ်တာရှိနေပါသည်။ဘာကိုမှစဉ်းစားနေစရာ မလိုတော့ပါဘူး။ဘာကိုမှ တွေးပူနေစရာ မလိုတော့ပါဘူး။အခုအချိန်ဟာနှစ်နှစ်ခြိုက်ခြိုက်အိပ်ဆက်အနားယူဖို့အချိန်ပါပဲ။တင်ဟာအလွန်အမင်းအိတ်ချင်စိတ်တွေဖြစ်ပေါ်နေပါပြီ။ ဖြည့်ဖြည့်ချင်းဖြည့်ဖြည့်ချင်းအိမ်မောကြဟိုတင်းကိုတင်းခွန့်ပြူလိုက်ပါနှစ်နှစ်ချိုက်ချိုက်အေးအေးချမ်းချမ်းအိပ်ဆက်လိုက်ပါတော့